အရိယာနဲ့အရိယသူတော်ကောင်းတို့သည်ကြောက်เสียရှိတာကိုကြောက်တယ်ကြောက်เสียမဟုတ်တာကို မကြောက်ဘူးပုရုဇဉ်တို့သည်ကြောက်เสียရှိတာကိုမကြောက်ဘူးမကြောက်เสียရှိတာကို ကြောက်ကြတယ်အဲ့ဒီလိုဒလေးกว่าမြန်မာနိုင်ငံမှာအခု ငလျင်လှုပ်လာငလျင်လှုပ်လိုက်တော့သခိုင်းမန္တလေးဆိုတာတန်ဃာတော်ဒီသီလရှင်နေသာမဏေတွေနဲ့အလှူဒါယကာဒါကမတွေနဲ့များပြားတဲ့နေရာမှာအဲ့ဒီတကြောပေါ့အကုန်လုံးလှုပ်ကြတော့ သူတွေကြောက်ခမန်းလေးလေးဖြစ်ကြတယ်ငလင်းလှုပ်တဲ့ချိန်မှာဦးစင်းကိုယ်တိုင်မန္တလေးမှာရှိပါတယ်ဘလောက်ပြင်းထန်နေဆိုတာခံစားရပါတယ်အဲ့ဒီလိုငလင်းလှုပ်လိုက်တဲ့အခါကျတော့အိုးအော်တောင်းနေအော်ကြဟကြငိုကြပြီးကြလွားကြအဲ့ဒီလိုနဲ့ဖြစ်ကြတာဟာတပြုံကြီးပဲဒါတွေကတဲ့ယောဂီတို့ပညာယူရမယ့်အပိုင်းကြီးအရိယာသူတော်ကောင်းဆိုတော့ကောင်းကောင်းဆင်ញင်တယ်ဖြစ်ရမှန်သဘောတရားတွေကိုဆင်ញင်တယ်ကောင်းကောင်းမဆင်ញင်တာကအနာရိယာဆိုတဲ့ပုထုဇဉ်တွေက ရှိတဲ့သဘောကိုမစင်ញင်ဘူးငါဖြစ်ရရဲ့ဆိုပြီးတော့ဒါဒီလိုဒါအဖြေထုတ်ကြတာအဲဒီမှာကြောက်ကြလို့နော်ပြီးကြတော့သေတဲ့လူလည်းသေပြီးနေတဲ့လူတွေလည်းပြီးဆိုတော့အဲ့ဒီအချိန်မှာဘလောက်ဆင်းရဲကြမလဲဒါကမြင်းငလင်းပေးနာခေတုံးကလည်းသေလိုက်ကြတာကိုဘေးတုံးကလည်းတကဘာလုံးကြောက်လန့်လိုက်ကြတာကိုယ့်အိမ်မှာကိုယ့်အဖေသေလို့တော့သွားမကင်ရင်ဘူးမသူကြိုရဲဘူးနော် ိသားစုချင်းချင်းမတွေ့ထည်ရဘူးဈေးသွားတဲ့လူရဲ့ပြန်လာရင်တော့မအဲ့ဈေးတဲ့ပစ္စည်းကိုမကန်ရဘူးအဲ့ဒီလိုမတွေ့ရမထည်ရတယောက်နဲ့တယောက်တောင်ကြောက်နေရတယ်အဲ့ဒါလည်းပညာမယူကြဘူးတော့ကြမှုန်တိုင်းဘေးတွေနဲ့ဒိုးကြပြန်ပြီတိုက်တီးပြူအိမ်တီးပြူသစ်ပင်တီးပြူလဲမိုးချိုးတီးပြစ်လေမှုန်တိုင်းတွေတိုက်အဲ့ဒါလည်းကြောက်ရကောင်းသည်လို့မရှိဘူးငါမပါသေးတော့ငါမပါဘူးပေါ့ ဲတော့တောင်းနေပြူရှွန်းနေနေပြူကြအိုင်ကောင်းနဲ့ပြီးပြီးတော့ပိတ်သေးတော့ကြဘေးရောက်ကမီးလောင်မြန်ပြီမီးတွေလောင်ရပြန်ပြီဒါတွေလဲကြားတယ်မြန်မာနိုင်ငံစုံနေရေပေးလေပေး မီးပေးငလျင်ပေးမြန်မာနိုင်ငံမှာပဲဖရာသာသနာထွန်ကားတာမြတ်စွာဘုရားရှင်သတ္တတော်ထေရရှိတဲ့အတိုင်းဝိမုတ်တိယုဂကဲအနတ္တသာသနာပြန်လဲပြီးတော့ပြန်ပွင့်ထွန်းနေတာလေမြန်မာနိုင်ငံမှာပဲဒါတွေကိုအေးအေးဆေးဆေးဆင်ញင်ကြည့်ပါ ။ဦးဇင်းဟောတဲ့တရားတွေကိုထက်ခါထက်ခါနှလုံးသွင်းပြီးတော့သုံးသပ်ပါ။ဦးဇင်းတရားတွေဖြစ်လာမယ်လို့ကျူရင် ပြောထားပြီးသားတွေပါ။ကိုဘိမတိုင်ခင်တည်းကသုံးနှစ်အလိုတည်းကကိုဘိတော့မပါဘူးပေါ့။ဒံယာမင်းရပဲအတုံယုံသေးကြအောင်မယ်လို့ပြောပြောခဲ့တယ်။အားလုံးမရပါဘူး။သိပါတယ်။ဒီလိုဘေးတွေခံကြရမယ်ဆိုတာလည်းသိတယ်။သိတဲ့အတိုင်းလည်းပြောထားပါတယ်။ဥဒမဘာတကူလည်းကြိုးပြောထားပါတယ်။ဘာဖြစ်တော့မလဲ။ဘာဖြစ်တော့မလဲ အရိယာနေပြီးတော့တယောက်နဲ့တယောက်ဩကြဟိကြသကြထေကြခေါကြသူတည်းရဲ့တန်တည်းရဲ့နဲ့သေကြကြေကြအောင်မယ်လို့ဒါလည်းဥစဉ်ကြိုပြောခဲ့ပါတယ်သို့သောဘလို့ဘလို့အကြောင်းခံပြီးဘ ᱹ ရီဖြစ်တယ်တော့မသိဘူးပေါ့သဘောဖြတ်ပဲသူတည်းရဲ့တန်တည်းရဲ့သေကြကြေကြပါလိဒါ၄လည်းဥစဉ်ကြိုပြောခဲ့ပါတယ်နောက်အွန်လိုင်းမှာလည်းရောက်နေပါတယ်2025မှာနော်2022ကဟောတဲ့တပြားမှာရှိပါတယ်2025မှာတကဘာလုံးလို့ နော်အတုံယုံကြောက်စရာကောင်းဘေးစိုးတွေပေါ်လိမ့်မယ်အဲဒီလိုသိတယ်ဒါမင်းဦးစင်းတို့ကြတော့သိပြီမဲ့ကယ်လို့မရဘူးဘာဖြစ်လို့ကယ်လို့မရတာလဲလို့မေးကံကံအကျိုးကိုသိထားလို့အလှဲ့ကြလာပြီဆိုရင် ပြေးလို့မလို့ဘူးအခုဆိုရင်ဒါမန္တလေးမှာဆရာဝန်တယောက်အိမ်ပြိုးတဲ့ထဲမှာသူမပါဘူး အရိယနေပြီးတော့မိထီလာဘက်မှာသူ့ဈေးခန်းရှိတော့အရိယကိုသူသွားတာအရိကြမှာပဲတိုက်ပြီးသေးတယ်။သူလွတ်မဲ့ထင်းတဲ့နေရာသွားတာသွားတဲ့နေရာသူသိမဲ့နေရာဖြစ်ဒါတွေဟာဥစဉ်အခုမှဆင်ញင်ထားတာတွေမဟုတ်ဘူးနော်။ခိုးလွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်40တဲ့ကဥစဉ်ဆင်ញင်ပြီးသားတွေပါ။ဘာလို့ဆင်ញင်တာလဲလို့မင်းဒီရုပ်ဒီနံတွေဟာဖြည်ပြီးပြက်တတ်နေတဲ့သဘောကိုဘွားထင်တင်မြင်တွေ့နေရတယ်။အဲ့တော့ နားနဲ့တန်နဲ့ကြားတဲ့အခါမှာလဲကြားတတ်တဲ့သဘောကလည်းသူ့ဘာသူဖြစ်ပြီကြားသည့်စိတ်ကလည်းသူ့ဘာသူဖြစ်နေတယ်ကြားတဲ့ပုံမှာခံစားရလဲသူ့ဘာသူဖြစ်နေအဲ့ဒီကြားတဲ့ပုံမှာနှလုံးသွင်းနေတာကလည်းသူ့ဘာသူဖြစ်နေအဲ့သူ့ဘာသူဆိုတဲ့နေရာမှာငါမရှိဘူးငါမရှိဘူးဆိုတော့ဒီလိုဆိုရင်ဒီခန္ဓာကြီးကဒီအစုဝေးကြီးကဘာကြောင့်ဖြစ်လာတာလဲလို့ဆင်ញင်ပါတယ်ဘာဖြစ်လို့ဆိုတော့ ရှိသမျှအတွင်လောကတစ်ခုလုံးကမျက်စိကလည်းသူ့ဘာသူမြင်တာသူ့ဘာသူမြင်တတ်တဲ့မြင်လုံးကလည်းမွေးရပါလာတာဘဒုဝဖန်ဒီမန်လည်းမသိဒီခန္ဓာကြီးဘလို့ဖြစ်လာမှမသိအဲ့ဒါကိုဦးစဉ်ဆင်ញင်နေတာရှင်းရှင်းပြောရင်တော့မကူပြီးတဲ့အချိန်မှာပေါ့ဘာဖြစ်လို့ဒီရုပ်ဒီနံဒီစုဝေးကြီးဟာဘလို့ဖြစ်လာတာလဲလို့ဆင်ញင်တာအဲ့လိုဆင်ញင်တဲ့အခါကျတော့မိပရိသန်တွေဝင်းနေကကလလိုက်ရေကြီးကနေပြီးတော့ဖြစ်လာတော့ ကလလရေကြီးမှလည်းမျက်စိနာနာလျာကိုမနှောကိုမပါဘူးဒါကတည်တည်ချာချာခံစားပြီးတော့စင်ရှင်သုံးသမအတိပဲပေါ်တာနော်ဆလိုတာကတော့အဲ့ဒီမှာတုန်းကရှိလက်ကိုကောင်းဦးသိန်းဦးမနှလုံးသဲပေါ့နော်ကြောက်ကအသားအကြောအယိုးအမြင်မရှိဘူးဒါဖြင့်ဘလို့လုတ်ဖြစ်လာတာလဲသိညင်းတာအမေဖေရလည်းမလုတ်ပေးနိုင်ဘူးအဲ့လိုဆိုရင်ဘလို့ကြောင့်ဖြစ်လာတာလဲအဲ့ဒီသဘောတရားတွေစင်ညင်းတာ အရိယာနေပြီးတော့ကိုလာလေဆွဲလာဖွားတဲ့အချိန်ရောက်အောင်ရှီလက်တွေကူတွေကောင်းတွေဥတွေအသေးတွေအကျော်တွေနှလုံးတွေနော်အယိုးတွေဆံမင်မိုးညင်းလက်သက်ချီသေးတွေဖြစ်လာအောင်ဘာကြောင့်ဖြစ်လာတာလဲအဲ့ဒါဆင်းရင်တာဘဒုကဘာကြောင့်မှန်းဒီရုံနဲ့နံကြည့်တော့လဲငါလည်းမရှိဘူးအဲဘာဖြစ်လို့ရှိနေတာလဲအရှိအတရားဘာလဲလင်းနေတဲ့နော်အဲ့ဒါတကယ်တမ်းကျတော့အမှန်တန်လင်းနေတဲ့သဘောရှိပါတယ်ပြင်ရောက်လာပြန်တော့လဲခုနလို့ အရွယ်ရောက်လာပြီဆိုတော့သွားတဲ့ယုတ်သွားတဲ့စိတ်ကြားတဲ့ယုတ်ကြားတဲ့စိတ်နာနေယုတ်နာနေစိတ်အဲ့ဒီကလည်းအာယုံတိုက်ဆိုင်တိုက်ဆိုင်တဲ့အပေါ်မှာနာညွတ်ညွတ်ပြီးတော့ခန္ဓာဖွဲ့နေတာကိုလည်းမြင်ရတယ်ဒါပေမဲ့အဲ့ဒါကလည်းငါလည်းမဟုတ်ဘူးဘယ်သူလဲလို့မေးတော့လည်းဘယ်သူမှလည်းမဟုတ်ဘူးဘယ်သူကဖန်တီးတာလဲဆိုတော့လည်းဘယ်သူကဖန်တီးရမှန်းလည်းမသိဘူးဦးစင်အစရှာနေတာ အမှန်တော့ပြိဿသမုပ္ပါဘောစကားကိုကပရိယတိမတတ်တော့အကြောင်းပဲကျုပ်ပဲပြိဿပဲသမုပ္ပါပဲမပြောတတ်တာတခုပဲရှိတယ်။ဖြစ်လာတဲ့အကျိုးတရားကြီးကိုတော့သိတယ်။အဲ့ဒီအကျိုးတရားကိုသိချာချာယုတ်တင်နံနေကိုစစ်စစ်ပေါက်ပေါက်မြင်းနဲ့လက်ထဲပြည်တန်တဲ့ဗရမ ्या ကို တင်ကြည့်တယ်လို့ယုတ်တင်နံနေရဲ့သဘာဝဓမ္မတွေကိုအကုန်မြင်တယ်။အဲ့လိုမြင်တော့လေသူသဘောပဲသူဖြစ်တယ်သူသဘောပဲသူချုပ်တယ် သူ့ဘဝသူပြောင်းတယ်သူ့ဘဝသူဖြစ်တယ်သူ့ဘဝသူချုပ်တယ်အဲ့ဒါကကိုလုတ်တာလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးပါခိုင်းတာလည်းမဟုတ်ဘဲနဲ့ဘာဖြစ်လို့ဒီသဘောတွေဖြစ်နေတာလဲဆိုပြီးဦးစင်အဲ့ဒီအဆရှာတာအဲ့တော့မှပရိစ္ဆသမုပ္ပါယခုနလိုလက်ရှိဖြစ်ရှိနေတာဒီအကျိုးတရားဒီအကျိုးတရားကိုဖြစ်စေတာဒီအကြောင်းတရားဒါအကျိုးတရားကိုသိတော့ဒီအကျိုးတရားဘာကြောင့်ဖြစ်လာတာလဲဆိုတဲ့အကြောင်းကိုဦးစင်မတွေ့သေးတာ ကျိုးကိုတော့တွေးလာပြီအဲ့ဒီအကျိုးတရားအစုဝေးကြီးဟာသူတပါးလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးငါဖန်တီးကြတာလည်းမဟုတ်ဘူးငါကိုယ်လည်းမဟုတ်ဘူးငါယုတ်လည်းမဟုတ်ဘူးငါစိတ်လည်းမဟုတ်ဘူးတက်တဲ့သဘောကလည်းငါမဟုတ်ဘူးခန္ဓာတဲ့သဘောကလည်းငါမဟုတ်ဘူးသီးတတ်တဲ့သဘောကလည်းငါမဟုတ်ဘူးသီးတတ်တဲ့သဘောကသီးတတ်ကလေးတတ်တတ်ကလေးနှလုံးသွင်းတဲ့စိတ်တရားလည်းကိုယ်ကတိုက်တွန်းတာလည်းမဟုတ်ဘူးအာယုံပေါ်ရင်သူပေါ်တဲ့သဘောပဲရှိသည်ပြီးရင်ချုပ်အောင်ချုပ်ရင်ချုပ်သွားတယ်ချုပ်သွားတော့ဘာရှိလဲဆိုတော့ဘာမှလည်းမရှိဘူး အဲ့လိုဆိုရင်ဒီယုတ်တဟိနံဘာကြောင့်ဒီအစုဝေးဘာကြောင့်ဖြစ်ရတာလဲလို့အဲ့ဒီလိုဆင်ញင်တာအဲ့ဒီလိုဆင်ញင်တဲ့အခါကျတော့မှဒီယုတ်တရားကြီးဟာဘာဖြစ်လို့ဒီလိုပြည်လဲနေတာလဲဆင်ញင်တာအဲ့တော့မှလောကသုံးပါးဘုံသုံးပါးကိုမြင်လာတာပါ